န်းနွယ်ဤမိမိနှင့်စာရေးဆရာများစာအုပ်မှမိမိနှင့်ဝင်းဦးတက်ကကြီးဘေးရင်ဆရာမဟုတ်ပါဇာတာမဖွဲ့ပါသူဘယ်နှစ်ခုဖွားဆိုတီမှာပြဿနာမဟုတ်ပါသူဤမွေးနေ့မလ73ရက်ဆိုတီတာအဓိကဖြစ်ပါသည်သူဤမွေးနေ့ပွဲသို့တက်ရောက်ရန်55ရက်ကြိုတင်ပြီးဖိတ်ကြားထားသောကြောင့်ဖြစ်ပါသည်မိမိတို့သည်သူဤမွေးနေ့ပွဲသို့တက်ရောက်မည်ဖြစ်သည်လာတို့ပင်သူဤ ပွဲများဖြစ်သောသန္နာမွေးနေ့အေဘီ9ရက်နာတာလူပွဲဒီဇင်ဘာ24ရက်နေ့နှစ်တစ်ကူပွဲဒီဇင်ဘာ31များကိုလည်းရန်ကုန်တွင် ရှိနေလျင် တက်ရောက်လေးရှိကြပါသည်သာသုတော်ယာတီနှင့်တိုက်ဆိုင်သော နာတာလူပွဲနှင့်နှစ်တစ်ကူပွဲများတွင် လူမဆုံးတတ်ကြရပန်ရခါတွင်မိမိတို့တစုလုံးနေရောက်နေတတ်သည်သို့သောမလ23ရက်နေ့တွင်ကြာရောက်သောမွေးနေ့ပွဲကိုကပြတ်ခဲကြပါသည်သို့သော ဒီပွဲမှလူမဆုံမှသူစိုးရင်တဖြင့်ကိုနဲ့တို့မလန့်တဲမှာဘယ်သွားတဲ့ရရှိကြတယ်လဲကျင်းမြောင်ပြည့်ကျက်နေသောဆန္ဒအထက်ခိုးလေးပေါ်တို့မိမိတို့ရောက်ရှိသွားသည်နှင့်တပြိုင်နက်သူမေးသည်မရှိပါဘူးဘာလဲညောင်ချိုးသွားမလို့လားကလတ်ထိုင်တလုံးပေါ်တွင်ပရပြုတ်ပရပွေဖြစ်နေသောစာအုပ်၄၅အုပ်စာရွက်၄၅ရွက်လက်တော့ဘဝတထဲညမှန်တက်လက်ငွေဆက်ကူ၃၄ရွက်နှင့်အကျွေများ စေပလင်းအဖုံတစ်ခုတို့ကိုဖဲကထိုင်ရင်မိမိကပြတ်မေးလိုက်သည်မဟုတ်ဘူးလေဗျာမလာ73ရက်နေ့မှာကျွန်တော်တက်90ပြည့်မွေးနေ့ပွဲလေဟာဟုတ်သားပဲဒီပွဲကိုတော့မပြတ်စေချင်ဘူးအန်တီတွေအားလုံးလည်းပါရမယ်မိမိတို့ဤမျိုးသမီးများကိုသူကအန်တီအေအန်တီဝင်းအန်တီဂျီစသည်ဖြင့်အန်တီတက်ပြီးခေါ်သည်ဘယ်မှာလုံးမလဲကန်တော်ကြီးမှာပဲလုံးမယ်မောင်မင်းကိုတွားပြီးဘုကင်လုံးနေပြီဖိတ်စာ90ပေါ့ဟုတ်တယ် ဖိတ်စာ90လူတရာဒီဇင်မာပင်စန္ဒာမန်နေဂျာကိုမင်းကိုပြန်လဲရောက်ရှိလာသည်ဝေသွင်းခဲ့ပြီးတရားကို80နုံနဲ့6000သွင်းခဲ့ပြီးဘီယာသူတို့ရောင်းပေမဲ့ဝစ်ကီကိုကျွန်တော်တို့ဝယ်သွားရမယ်နေအောင်မောင်မင်းကိုလူတရာနဲ့မရသေးဘူးဒုအဖွဲ့သားတွေရှိသေးတယ်ပုံနေတိုက်အဖွဲ့ရောရုပ်ရှင်အဖွဲ့ရော TV အဖွဲ့ရောကျွန်တော်နောက်ထပ်လူ90တာအရန်လောက်ထားတယ်တရားလုံးမှဖြစ်မှာပါအားလုံးလူ100ရောက်ရှိမှာပဲရပါတယ်ကျွန်တော်မနေ့ပြန်တစ်ခေါက်ထပ်သွားလိုက်မယ် ထို့နောက်ကိုမင်းကိုခေါင်းငုံပြီးအထက်ခိုးပေါ်မှဆင်းသွားသည်သန္နာအထက်ခိုးပေါ်သို့ရောက်ရင်အားလုံးပင်ခေါင်းငုံပြီးရိုးရိုးတေးတေးသွားကြရသည်ဒီကြားထဲမှာပင်တန်ရမနှင့်ခေါင်းနှင့်မကြခဏတိုက်မိကြရသည်နှင်90ပွဲသို့ဖိမိသူများနှင့်ထိုနေ့အစီအစဉ်များအကြောင်းသူအားရပါရပြောနေသည်ထို့တော်သူစကားများကိုမိမိကကြားတစ်ချက်မကြားတစ်ချက်ရှိနေသည်နှင်90ကြောင့်မိမိစဉ်းစားနေသည်လွန်ခဲ့သည့်နှစ်နှစ်ကမင်းကျော်နှင့်မိမိအနှစ်90ပြည့်ခဲ့ပြီး မင်းကျော်သည်မိမိနှင့်တခုရဲဖြစ်ပြီးဝင်းဦးနှင့်တလာတဲ့ဖြစ်သည်မိမိအနှစ်90ပြည့်စဉ်ကတောကြောင်တောင်ကြောင်တွင်အနှစ်90ဟုသောခေါင်းစဉ်ဖြင့်တွတ်တွတ်တိတိရေးခဲ့သည်ယခုလည်းသူ၏အနှစ်90နှင့်တိုက်ဆိုင်နေသည့်ဖြင့်မိမိနှင့်စာရေးဆရာများစီးရီးတွင်သူအကြောင်းရေးရရင်ကောင်းမလားဟုစဉ်းစားနေမိသည်မိမိနှင့်ဝင်းဦးတရားခါသူနှင့်အနှစ်90ပြဿနာကိုစဉ်းစားမိလာပြီးပြုံးလိုက်မိသည်အချို့ကသူ90မကပြီဟုဆိုကြသည် တလောကပင်ခမောင်အေးမန္တလေးကသူစားထဲမှာထည့်ရေးသေးသည်သူတို့သည်ဘုတင်နှံတပတ်တက်တက်ရောက်ခဲ့ကြသူများဖြစ်သည်တတူရွယ်သူများဖြစ်ကြသည်ဟုဆိုသည်သူတို့အားလုံး90ကျော်ပြီဟုဆိုသည်အင်းလေသူတို့ကတငယ်ချင်းတွေပဲမိမိအနေနဲ့မို့ဒီကိစ္စတွေကိုဘာမှမသိပါမိမိနဲ့ဝင်ဦးတိကြသည်မှာလည်းဘာမှမကြသေးပါမနေ့တနေ့ကမှဖြစ်သည်ဆိုကြပါသူသူယခု အနှစ်90ဆိုရင်သူကိုမိမိရင်းရင်းနေနေတိတိမှာ9နှစ်သာရှိသေးသည် သူဘဝတက်တန်းဤနောက်ပိုင်းစဲဘုံတဘုံကိုတန်ဖြစ်သည်သို့တော်ဒီငါးနှစ်အတွင်းမှာပင်သူကိုမိမိအများကြီးတီးခဲ့ရသည်အเจ้าမှာမိမိတို့တွင်ဘာသာစကားတူညီမှုရှိသောကြောင့်ဖြစ်သည်မိမိသည်ချို့သောသူများနှင့်လုပ်ငန်းကိစ္စလူမှုရေးကိစ္စများတို့တွင်သာဆက်ဆံပေါင်းသင်းနေရခြင်းဖြစ်သည်သို့တော်လုပ်ငန်းကိစ္စမှအပကာလတွင်စကားဝိုင်းဖွဲ့ကြည့်လျင်သူတို့ပြောသောဘာသာစကားကမိမိတို့နားမလည်သောသို့မဟုတ်စိတ်မဝင်စားသောဘာသာစကားများဖြစ်နေသည် သူတို့ကငွေကြောင်ပြောမည်အရင်ကြောင်ပြောမည်အမျက်ကြောင်ပြောမည်ငွေဖြင့်လဲလဲ၍ရသောတက်ရှိတက်မဲ့ပစ္စည်းများကြောင်ပြောမည်အကယ်၍မိမိကစာပေအကြောင်းယဉ်ကျေးမှုအမှုပညာအကြောင်းတခွန်းတပါတာပြောမည်ရင်လည်းသူတို့ကမိမိကိုအခြားချို့သားတူဥပမာငေးမောကကြည်နေတတ်ကြပါသည်မြန်မာစကားတော့မြန်မာစကားပဲဗျာဒါပေမဲ့သူတို့ပြောတာကိုလည်းကျွန်တော်နားမလဲဘူးကျွန်တော်ပြောတာကိုလည်းသူတို့နားမလဲဘူးဒါကြောင့်ကျွန်တော်သူတို့နဲ့အလုပ်ကိစ္စလူမှုရေးကိစ္စပဲဆက်ဆက်နေ ဂျန်နာကတော့ကိုနဲ့စကားပြောလို့ရတဲ့သူနဲ့မှပြောခြင်းနဲ့စာပေသမားချင်းချင်းအမှုပညာသမားချင်းချင်းပဲပြောခြင်းနဲ့တယောက်နဲ့တယောက်အမြင်ချင်းတော့တူချင်မှလည်းတူကြမှာပေါ့ဗျာတူတဲ့နေရာလည်းရှိမှာပေါ့မတူတဲ့နေရာလည်းရှိမှာပေါ့ဘာဖြစ်တယ်လဲဗျာရေးကြည့်တာကအချင်းချင်းစကားပြောလို့ရဖို့ပဲတယောက်ပြောတာကိုတယောက်နားလည်ပြီးတာပဲဗျာဤသို့ဖြင့်မိမိတို့သည်တူညီသောခြေခံတစ်ခုဖြင့်ဤနောက်ပိုင်းနှစ်များတွင်ရင်းနှီးခင်မင်ကြကြခြင်းဖြစ်သည်မိမိတို့ဤဘာသာစကားသည် စာပေနှင့်အမှုပညာပင်ဖြစ်သည် ်ခါခွေသူနှင့်မိမိပထမအဦးဆုံးလူချင်းဆုံတွေ့မှုဒီမှာမင်းကျော်အိမ်တွင်ဖြစ်သည်ဂုနှစ်က89ခုနှစ်အချိန်ကအကာလညာအခါဖြစ်သည်တကောင်းတလွဲဖြစ်သည်ဒီလိုပါအဲ့ဒီနေကစားစိုးတော်နေ့ဖြစ်သည်အမျိုးသားစပေစုနှင်းတပင်ရှိသည် မင်းကျော်စုရသည်အဖြူကိုမြည်သူအနက်စိုးတနီအတွက်ထုံးစံတိုင်းမင်းကျော်ကမိမိတို့ကိုသူ့အိမ်မှာပွဲပေးသည်လူများကြီးတော့မဟုတ်၄၅၆အောင်မြတ်တာည၁၂နာရီလောက်ကြာတော့အာလုံးမူကုန်ကြပြီပြညာယုံမယ်ရှိတော်သည် ဒီချိန်မှာပင်တယ်လီဖုန်းလာသည်ကိုဝင်းဦးထံမှဖြစ်သည်။ "तू လာခဲ့ရမလားမေးသည်။မင်းကျော်ကလာဖို့ဖိတ်ကြသည်။သို့တော့မိမိတို့ရှိနေသည်ကြောင့်ပြောသည်။ तू ကကောင်းတာပေါ့ဆိုပြီးရောက်လာသည်။၁၀မိနစ်တွင်မှပင် तू ရောက်လာသည်။ तू ကကိုမင်းကျော်အခန်းထဲမှလမ်းမကမ်းတွင်ရှိသောစနေရလှထုတ်အခန်းမှဖုံးဆက်ခြင်းဖြစ်သည်။ तू ကညမင်းသားဖြစ်သည်။နေဝင်မိုးချုံမှပြန်ထွက်သည်။ခင်မင်းရင်းနှီးသောအိမ်များသို့သွားရောက်သည်။ तू သွားတတ်သောအိမ်များတွင် ဇန်နရလာထုတ်အိမ်နဲ့မင်းကျော်ဤအိမ်တို့လည်းပါရှိသည် မင်းကျော်နှင့်သူနှင်းကပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီးတွင်ယင်းနှင့်ခင်မင်သွားကြခြင်းဖြစ်သည်သူရောက်လာသောအခါမင်းကျော်ကမိတ်ဆက်ပေးသည်မိဖြစ်ဆွေဖြစ်ထပ်တောက်ကြသည်ညတနာဤကျော်မှပြန်ပြစ်ကြသည်89ခုနှစ်တွင်မှလူချင်းတွေ့ဘူးတော့လေသူဤစာတပုံးနှင့်မိမိပတ်သက်ခဲ့ရသည်က1954ခုနှစ်ကလေးရာဖြစ်သည်လွန်ခဲ့သည့်အနှစ်30ကျော်ကဟုဆိုအားမည် ဒီတော့ကမိမိမှာစုံတော့မဂဇင်းတွင် စာတီးအဖွဲ့ဝင်တဦးဖြစ်သည်ကိုမိုးဝင်းနှင့်ကိုတင်ဆန်းတို့ထံတွင်မဂဇင်းတက်ပညာတင်ကြရင်စာမူဖတ်ရသည်ပကြီးအံ့ရသည်ဒံမီချရသည် proof ဖတ်ရသည်မိမိသည် editor ပေါက်စတဦးဖြစ်သည်နှင့်အညီအမျိုးမျိုးအတက်ဆန်းကြည့်သည်ကိုလိုဒီလိုလက်တက်ဆန်းကြည့်သည်နောက်ကျောဘုံတွင်ကြပြထည့်ကြည့်သည်ဖွန့်ဖွင့်ခြင်းပထမစာမျက်နှာတွင်ဝိထုနှင့်စကြည့်သည် မာဒီကာကိုနှစ်မျက်နှာခွာကြည့်သည် တနေ့တွင်ဥဆက်နေမှာတဆင်ကြပြတပုတ်ရရှိသည်ကြပြကိုဖတ်ကြည့်တော့ခါနှစ်သက်မိသည်မိမိသည်ပထမတွင်ကြပြရေးသူတအုပ်အဖြစ်စ조사ခဲ့တော်လဲနောက်ပိုင်းတွင်ကြပြမွေးလျော်သူတအုပ်ဖြစ်လာသည်ကြပြတပုတ်ကိုဖတ်ပြီးခံစားရသည့်အလုံးမှာနှစ်သက်ဖွယ်ကောင်းလာသည်ဥဆက်နေဓမ္မတဆင်ရရှိတော်ကြပြသည်မိမိကိုကမ္ဘာလောကတစ်ခုသို့ခေါ်ဆောင်သွားနိုင်စံရှိသည်သို့မဟုတ်ဒီကမ္ဘာကြီးနှဆိုင်သောအတွင်းပိုင်းဒေသတစ်ခုသို့ရောက်ရှိသွားသည်ဟုထင်ရ၏ သို့မဟုတ်ကျယ်ဝင်းသောအတွေ့တစ်ခုကိုပေးလေ၏တို့ဖြင့်ထိုကပြားကိုအထုတလက်ဖော်ပြရန်မိမိစိတ်ကူးမိသည်ဝိထုတွေကို၃ရောင်ပကြီးပုံများနှင့်ဖော်ပြသည်လို့ဤကပြားကိုလည်း၃ရောင်ပကြီးဖြင့်တရုပ်ဖော်လင်ကောင်းမြည်ကိုစိတ်ကူးမိသည် ထို့ကြောင့်ပကြီးကောင်းစိုးကိုပုံအပ်သည် သူကစိတ်ဒသနီကိုအခြေခံပြီးရေးဆွဲလာသည်သူပကြီးကားမှာခရမ်းရောင်လွန်ကဲနေသည်ဟုထင်ရတော့လေအမှန်တကယ်တွင်ကပြားဤအတိတ်ပဲနှင့်ဟတ်ဆက်လျက်ရှိသည်ကပြားရှင်မှာ ညိုမင်းလွင်ဖြစ်သည်ညိုမင်းလွင်ကိုမိမိမသိပါဥဇတ်နီကိုမေးကြည့်တော့ခြေဒုက္ခဥပါညွင့်တာဟုဆိုသည် YMCA မှာနေသည်ဟုဆိုသည်ဒါပဲမိမိသိသည်ဤကဗျာနဲ့ပတ်သက်ပြီးမိမိဘဝအတွင်းအမတ်ထစ်တင်ဖြစ်နေရသည်မှာအကြောင်းတစ်ခုရှိသည်ဤကဗျာပါရှိပြီးနှစ်လလောက်အကြာတွင်မဂဇင်းကြီးတစ်ဆောင်ကကဗျာတစ်ပုဒ်ကို၃ရောင်ပကြီးဖြင့်ဖော်ပြသည်မြမမဂဇင်းလောကတွင်ကဗျာကို၃ရောင်ပကြီးနှင့်ဖော်ပြခြင်းမှာသူတို့မဂဇင်းကအရင်အဟုတီထွင်ခြင်းဖြစ်ကြောင်းကြေညာသည် တို့ကမိမိကမဟုတ်ကြောင်းမိမိတို့ကအရင်ဖြစ်ကြောင်းပြန်ရေးသည့်သို့တော်မိမိရေးသားချက်မှအနေငယ်ပြန့်ထန့်သွားသည်တစ်ဖက်မှပုံကိုယ်များများစွာစိတ်မကောင်းဖြစ်ကြရသည်ဟုသိရသည်ရှိသေးတော့ဒါကတပိုင်းတစ်ခဏ1960နောက်ပိုင်းတွင်ဝင်းဦးပေါ်လာသည်ပထမစာရေးဆရာအဖြစ်ထို့နောက်ရုပ်ရှင်မင်းသားအဖြစ်ထို့နောက်ဆိုတော့အဖြစ်သူရှမ်းရှမ်းတောက်လာသည်အောင်မြင်သောဒါရိုက်တာဖြစ်လာသည်အောင်မြင်သောအယ်ဒီတာဖြစ်လာသည် သူ၏မဂဇင်းသည်မြန်မာပုံနှိပ်လောကတွင် offset အတက်ပညာကိုကျယ်ဝန်းဖွံ့ဖြိုးစေခဲ့သည် ဒီကားတွင်ဝင်းဦးဆိုသူသည်တစ်ချိန်ကကြပြားဆရာညိုမင်းလွင်ဖြစ်ကြောင်းကြားသိရသည်သို့တော်သူနှင့်မိမိစုံစည်းခြင်းမရှိခဲ့ပါသူ၏တခြင်းများကိုနားထောင်ရသည်နှစ်သက်သည်သူ၏ရုပ်ရှင်များကိုကြည့်ရသည်နှစ်သက်သည်သူ၏ဝိထုများကိုဖတ်ရသည်သူတို့ကြာကြာနှစ်သက်ခြင်းမရှိလာပါစာရေးတတ်သူတအုပ်ဖြစ်သာသဘောထားခဲ့ပါသည်မိမိသည်မဂ္ဂဇင်းအယ်ဒီတာတအုပ်ဖြစ်သည့်နှင့်အညီလားစင်တို့မဂ္ဂဇင်းများကိုလားစင်မပြတ်ကြည့်ရှုရသည်နှင့်အညီသူ၏စာနာမဂ္ဂဇင်းကိုလည်းလားစင်ကြည့်ရှုခဲ့ရပါသည် သူ၏နာမည်နှင့်အော့ဆက်အယောင်များကြောင့်လူကြိုက်များသောပေါ်ပြူလာမဂဇင်းတစ်စောင်ဟုသာမှတ်ယူခဲ့ပါသည်သို့သောစန္ဒာမဂဇင်းတွင်ဆယ်စုခေတ်တနည်းစွန်မန်တကြံအခန်းဆက်ဆောင်းပါးရှိကြီးကိုဖတ်ရသောအခါတွင်က သူ၏စပေကိုသတိပြုမိရတော့သည်ဒီဆောင်းပါးမှသူ၏ဘဝကိုတွေ့ရသည် သူ၏ဒသနာကိုတွေ့ရသည် သူကိုယ်သူပြန်လည်သုံးသပ်ထားသည် လူတွေကိုသုံးသပ်ထားသည်လောကကိုသုံးသပ်ထားသည်သူနှင့်သူချစ်သူအကြောင်းသူနှင့်သူလုပ်ငန်းများအကြောင်း ူနှင့်သူမိတ်ဆွေများအကြောင်းစင်ကျင်စင်းကုန်သည်ဒီဆောင်ပါမှသူ၏အေးသားအတွက်နေသည်အချို့နေရာတွင်ရဲရဲကလေးပြုံးသွားသည် အချို့နေရာတွင်အတန်ထွက်အောင်ပင်ရဲပေါင်းမိရသည်သူဆောင်ပါကိုနှစ်သက်ကြောင်မင်းကြော့ကိုအရင်ဆုံးပြောမိသည်ထို့နောက်မိတ်ဆွေများကိုဖတ်ရန်တိုက်တွန်းမိသည်အရင်နှစ်ကမိမိနှစ်သက်သောဆောင်နှုတ်တွေ့ခဲ့ရသည်နောက်တော့အုတ်ကဆရာမောင်ထင်၏ယောမင်းကြီးဦးဖိုးလိုက်သို့တော်ယောမင်းကြီးမှဒုတိယအကြိမ်ဖြစ်သည်ပထမအကြိမ်တုန်းကမိမိမဖက်ဖြစ်လိုက် သူနဲ့ဒုတိယအကြိမ်လူချင်းတွေ့ရှိရသည်မှာမောင်ချောပကန်းစာအုပ်တိုက်မှာမောင်ကိုအိုဤအတုဘတွင်ဖြစ်သည်မိမိနှင့်စာရေးဆရာ၄၅ယောက်တပည့်၆ပြားတန်းဝိုင်းဖွဲ့နေကြသည် သူနှင့်မောင်ချောမှာရင်းနှီးသူများဖြစ်ကြသည်ထို့ကြောင့်သူရောက်လာသည်ထုံးစံအတိုင်းညတကောင်လောက်မှဖြစ်သည်သူနဲ့တို့ရက်နှလုံးပါလာသည်မိမိဤနောက်ဖက်တွင်သူထိုင်ပြီးမိမိလက်ထက်မှအပွင့်များကို သူများ၏တိအောင်အတန်းကျဲကြီးနှင့်ပြောနေသည် တတိယကြိမ်သူနှင့်တွေ့ဆုံခြင်းကဘာလန့်ရှိသူဤဆန္ဒအထက်ခိုးကလေးမှပင်ဖြစ်သည်သူဤအခန်းသူပထမဆုံးရောက်ဖို့ခြင်းပင်ဖြစ်သည်မိမိတို့၄၅ယောက်နန်းတီတာမှဘီယာတောက်ပြီးအပြန်ဘာလန့်သူအရောက်တွင်ရုတ်တရက်စိတ်ကူးပေါက်ပြီးသူအခန်းသူတက်သွားကြခြင်းပင်ဖြစ်သည်မိမိတို့ကိုမြင်တော့သူအံ့ဩသွားပုံရသည်ထို့နောက်ဝမ်းသာသွားပုံရသည်တယောက်ဆောင်နေသည်တော့မဟုတ်တန်ကောင်းပါခန်းနှင့်မိမိတို့၄၅ယောက်ဆိုသည်ဟိုတိကျပြောရရင်ကြောအောင်မြတ်တန်းတဲ့မင်းကျော်မောင်နေဝင်းနဲ့မိမိဖြစ်သည် ကိုကျော်အောင်ကိုမြတန်းနှင့်ကိုနေဝင်းတို့သည်သူနှင့်ရခင်ကလေးကတရှိကြသူများဖြစ်သည်သူများမကသူဤဖခင်ဥပညွတ်သူဤအကိုကိုဝင်းညွတ်သူဤအမဒေါ်တင်တင်ဦးတို့နှင့်လည်းယင်းဤခင်မင်ကြသူများဖြစ်ကြသည်သူညာကရှေးအောင်နောက်ပြများပြောကြသည်မိသားစုအကြောင်းမိတ်ဆွေများအကြောင်းစာရေးဆရာများအကြောင်းသူနောက်စာပေအကြောင်းဂီတအကြောင်းရုပ်ရှင်အကြောင်းသူကမိမိတို့မှပြောစရာတွေအများကြီးရှိသည်ကိုတွေ့လာကြသည်ရင်ကြောင်လဲမိမိတို့သည်နောက်ပိုင်းတွင်မကြာခဏဆုံမိကြခြင်းဖြစ်သည် သူဤဆန္ဒတိုက်ခန်းသို့မိမိတို့သွားရောက်သည်မိမိတို့ဤအိမ်များသို့လည်းသူလာရောက်လက်ပတ်သည်သူနှင့်ယင်းဤလာသောအခါသူသည်စာဖတ်သူတို့ဖြစ်ကြောင်းတွေ့ရှိလာရသည်ဤနေရာမှာတခုတော့ပြောရမည်စာဖတ်ခြင်းအကြောင်းပင်ဖြစ်သည်ထိုသောစာရေးဆရာများသည်တစ်ချိန်တစ်ခါတုန်းကအထိုက်လျောက်တော်၎င်းအတော်များများတော်၎င်းစာဖတ်ခဲ့ကြမည်ဖြစ်တော်လဲနောင်ကြီးလာသောအခါနာမည်ကြီးလာသောအခါစာရေးများလာသောအခါစာဖတ်ကျဲသွားကြသည်အချို့မှာစာသာရေးနေတော်လဲစာကုန်မှုမဖတ်ရတော့လောက်ပင်ဖြစ်သည် အတိုလက်မဖတ်အရှိလက်မဖတ်မဂဇင်းလက်မဖတ်လုံးချင်းလက်မဖတ်ခစ်ပြိုင်များရေးနေသည်ကိုလည်းမဖတ်အစ်စ်များရေးနေသည်ကိုလည်းမဖတ်ထိုသူများသည့်နောင်ခါတွင်တဖြည်းဖြည်းအရေးအသွေးကျသွားပြီးနောက်ဆုံးတွင်အရေးအတွက်ပါရက်ဆဲသွားတော့သည်သူတို့မှကလောင်နာမည်တစ်ခုသာလျင်စိုင်းပုတ်အဖြစ်ကြံရက်တော့သည် စာရေးဆရာအချင်းချင်းဖြစ်တော်လဲစာမဖတ်သောစာရေးဆရာနည်းမူပြောစရာအကြောင်းမရှိပါ နေကောင်းလားဘယ်မှနေလဲလက်ဖက်ရည်တောက်ပါအောင်လားဆိုသည်လောက်တဲ့ပို့ပြီးပြောစရာအကြောင်းမရှိပါ စာဖတ်နေသူများတဲ့တွင်အချို့သောမဂဇင်းအက်ဒီတာများလည်းပါရှိကြောင်းအံဩဖွယ်ရာတွေ့ရှိရသည်မဂဇင်းအက်ဒီတာတကူကမိမိကိုတခါပြောဘူးသည်ဟိုမဂဇင်းကျွန်တော်မမြင်ဘူးတာတနည်းလောက်ရှိနေပြီနောက်တစ်ယောက်ကတော့ဟိုစာရေးဆရာရဲ့ဝတ္ထုတပုတ်မဖတ်ဘူးသေးဘူးသူပြောတော့စာရေးဆရာဒီစာရေးသက်ဆယ်နှစ်ခန့်ရှိပြီလုံချင်းဝတ္ထုဆယ်ပုတ်ထက်မနည်းထုတ်ဝေခဲ့ပြီးယနေ့ထင်ရှားနေသူတဦးဖြစ်သည်ကိုဝင်းဦးကိုမသိခင်တုန်းကသူ့ကိုစာဖတ်မိသူတဦးဟုမထင်ခဲ့ပါ ီလူဟာသူများရဲ့စားတွေကိုဖတ်မဲ့လူမဟုတ်ပါဘူးဟုအောင်းမိတ်ခဲ့သည်တကယ်တွင်ကသူသည်စမမှန်ဖတ်သည်စဖတ်လဲမြန်သည်စဖတ်လဲများသည်သူသည်ရခင်ကလည်းစဖတ်ခဲ့တဲ့ပြင်ဝိတ္ထုတော်တော်များများနှင့်စာရေးဆရာတော်တော်များများအကြောင်းပြောနိုင်သည်ယခုလည်းသူအဆက်မပြတ်ဖတ်နေတဲ့ပြင်မျက်မှောက်ခေစာရေးဆရာများနှင့်သူတို့ဤစာအကြောင်းကိုသူပြောနိုင်သည်သူသည်ပြင်မဂဇင်းများနှင့်ဝိတ္ထုတို့တော်တော်များများကိုသူဖတ်သည်ထို့နောက်သူနှစ်သက်သောဝိတ္ထုတို့များအကြောင်းကိုပြောပြတတ်သည်တခုတော်ရှိသည်သူမနစ်သက်သည့်များကိုပြောလိမ့်နေသည် ဒီမဲ့ကိုနဲ့ကျွန်တော်ကတော့ကိုကြိုက်တာပဲပြောခြင်းတယ်ဘာလို့မလဲဗျာကိုမကြိုက်တာဘာလို့ပြောမလဲကိုမမကြိုက်တာပဲတို့တဖြင့်တို့သည်အခြားမဂ္ဂဇင်းများတွင်ပါသောကလောင်တင့်များကိုအထူးပြုပြီးဖတ်လေးရှိသည်စာပေအကြောင်းအပြင်မိမိတို့လူစုအများဆုံးပြောပြသည့်အကြောင်းမှာဂီတဖြစ်သည်ဂီတကိုတော့ခေဟောင်းအကြောင်းလည်းပြောသည်မျက်မှောက်ခေအကြောင်းလည်းပြောသည်သို့သောရုပ်ရှင်အကြောင်းကိုတော့မိမိတို့အပြောနေသည်နိုင်ငံသားကောင်းကောင်းတွေအကြောင်းလောက်သာပြောကြသည်နေ့နေ့ခေမြမရုပ်ရှင်အကြောင်းမပြောပြကြသလောက်ပင်ဖြစ်သည် သူနှင့်မိမိတို့ကန့်ညင်တာတခုရှိသည်စားတော့တူညီခြင်းဖြစ်သည်သူကအင်မတန်ထွေလာကလာစားတတ်သည်ဒီနေ့တွင်သူကတော်ပဲဗျကျွန်တော်ငပူတင်းနဲ့ရထားတယ်လက်စွာဗျမိမိအထိတ်တလန့်ရွတ်ဆိုမိသည်ငပူတင်းဆိုဒီမှာအင်မတန်သေးသေးနဲ့နီးတော်အစားစားဖြစ်သည်မိမိတို့မြည်သူမြငပူတင်းမစားဘူးဖတိငပူတင်းကြော်ကွာသူဤဘနာစိုးကြီးကိုဖတ်တီးသည်ချက်ချင်းမြေခဲတက်တာထဲမှာငပူတင်းများကိုထုတ်ယူပြီး လျှက်စစ်မီးဖို့တွင်ကြော်တော့သည်မိမိတို့မှရင်တထိတ်ထိတ်ရှိနေရတော့သည်ငပူတင်းချက်စားတဲ့ပြင်မိသားစုတစ်ခုလုံးစိတ်ယုံရောက်သည့်အကြောင်းများကိုသတင်းစာတွင်မကြာခဏဖတ်ရသည်ဒီလူတွေနဲ့ငပူတင်းစားရင်တင်မှန်းတည်းနဲ့ဘာဖြစ်လို့စားကြတယ်လဲမသိဘူးမိမိစိတ်ထဲမှာပြစ်တင်နေသည်ယခုလဲရုပ်ရှင်မင်းသားဝင်းဦးနဲ့စာရေးဆရာများငပူတင်းစား၍တည်ဆုံးကြခြင်းဆိုရင်ဘလောင်များပြောစရာဖြစ်ချင်မည်နီဟောငပူတင်းကြော်ရောက်လာပါပြီအမေအနှံ့ကတော့တဲမွေးပါလားမြင်ရတာကလည်းစားခြင်းသဘွယ်ကလေး ဝါဝါဖောင်းဖောင်းကလေးဒါကြပါဗျာတိတ်ကောင်းနေတားကြည့်ပဲရိုးမရှိဘူးသူတိုက်တွန်းသည်သို့တော်တယောက်မှမလှုပ်ကြဒီတော့သူကမသေးပါဘူးဗျကျွန်တော်အရင်စပြမယ်သူအရင်စပြသည်အားရပါရစသည်သူ့ကိုမိမိတို့ဝိုင်းကြည့်နေကြသည်၅မိနစ်ကြာ၍မှသူမသေးသောအခါမိမိတို့မရေတရေစကြည့်ကြသည်ဟုတ်ပါဗျာတဲကောင်းတာပဲတားကနူးညံ့ပြီးချိုးနေသည်လေးလေးပင်ပင်ချိုးခြင်းမျိုးဖြစ်သည်နဘူတင်းကတဲကြည့်ပဲတဲကြည့်ထုတ်ပြလိုက်ဘာမှမဖြစ်ဘူးရှင်းပြသည် နေပေါင်းငပူတင်းစားလို့တည်ကြတဲ့သူတွေကရောတဲကျေထုတ်ပြရမယ်ဆိုတာနားမလည်ကြဘူးလားထုတ်တော့ထုတ်ကြတာမှာမစင်လို့ဖြစ်မှာပေါ့တဲကျေပေါက်သွားတာလည်းဖြစ်နိုင်တာပေါ့ဗျမဟုတ်သေးပါဘူးဗျာတော်တော်တည်ပေးနဲ့နီးတဲ့အစားအစာပဲသို့တော့မကြမီမှာပင်ငပူတင်းပကံတက်တက်ဆင်ပြောင်းသွားသည်နောက်တစ်ခါရှိသေးသည်ဖာသာကြွတ်တာမိမိတို့စားဘူးကြပါသည်သူ့အခန်းမှာလည်းစားဘူးသည်သို့တော့ဒီချိန်မှာတော့ခနေ့တော့ခမားတို့ကိုဖာကင်ကြွေရမယ်ဗျကျွန်တော်ကိုဒလာဘက်ကမိတ်ဆွေတွေကလည်းဆောင်ပေးလိုက်တာ ဝေလူသက်ကားရိုက်ကိုရန်အတွက်ဒလားဘက်မှမြင်းစည်းသွားကျင့်ကြသည်ဒလားဘက်ကမိတ်ဆွေများကသူ့ကြိုက်မှန်းသည့်တဖြင့်ဖားသားကြွက်သားများလက်ဆောင်ပေးတတ်ကြသည်သပွဲပေါ်တွင်လက်တုပ်ဘဝအုပ်ထားသောပကံတစ်ခုရှိသည်မိမိတို့လူစုထိုင်မိကြတော့ကသူကလက်တုပ်ဘဝကိုမျက်လဲဆက်ရတူဤအသွင်အဟံဖြင့်ဖွင့်လိုက်သည်အောက်မလေးဗျာအလုံးပင်လက်တွန့်သွားကြသည် လာလာဖားကအကောင့်လိုက်ကြီးပဲအေယာမအကောင့်ကြီးပဲမျက်လုံးကြီးနှလုံးကမိမိတို့ကိုပြူးပြီးကြည့်နေသည် ယခုပင်ရှေ့ဘက်သို့တအားခုန်လိုက်တော်မူအသွင်ရှိသည်ရှင်ကြီးလားမဟုတ်ပါဘူးဗျအကြက်ပါကောက်ရိုးမီနဲ့အုံပြီးကင်ထားတာတိတ်ကောင်နဲ့မှွင့်နေတာဒါစားရုံပဲလားဟုတ်တယ်ဖျားဖျားဘလို့စားရမှာလဲဒီလိုပဲဖက်စားရုံပဲအောင်မလေးဗျာဒီကောင်ကြီးတော့မစားဖျားသေးနဲ့သူ့မျက်လုံးတွေကိုကြောက်လွန်းလို့ပါနောက်ပြီးတော့လက်နဲ့ထိလိုက်ရင်ထပ်ကုန်လိုက်တော့မယ့်အတိုင်းပဲခမရအကောင်ကြီးကတဘာဝတမိုင်းပြတိုက်မှာပို့ထားဖို့ကောင်းနေထိုနေ့ကထိုအကောင်ကြီးကိုမြည်သူများမစားကြပါဘူး သို့တော်သူကပြောလိုက်သည်တည်းနေုံမြတနေ့ကျရင်ခမားတို့ကိုကင်မလက်မဲမိဖို့ချွေးအောင်မအပါပါရှိသေးသည်သူကထွေလာကာလာစားတဲ့ယုံများမဟုတ်သေးအာရပါရစားတဲ့သည် သူကဇွန်းနဲ့ခရင်နဲ့အနောက်တိုင်းဆန်ဆန်တိတ်စားခြင်းမမရညမာဆန်ဆန်လက်ငါးချောင်းနဲ့ပဲ့ပဲ့နဲ့နဲ့စားလေးရှိသည်ညနေ6နာရီထိုး၍အမောင်ပြိုးပြီးဆိုလျင်သူအခန်းမှထွက်ရန်ပြင်စီသည် အင်ဂျီတက်တက်ဘောင်မီတက်တက်ဝက်သည် ခေါင်းကိုထုံးစံအတိုင်းအကျနာဖြစ်သည်ပြီးတော့တခမ်းလုံးကြိုက်တင်းသွားအောင်သူ့ကိုယ်ကိုရေမွေးပက်ပြန်သည်သို့တော့အိမ်တိန်တို့ရောက်ပြီဆိုရင်အိမ်ရှင်ကသူ့ကိုအစားတောင်းနေအခန့်သည်ဇဝဲကင်းလှလှလက်တော့ဘဝလှလှပကံလှလှကလေးများဖြစ်ကြသည်ဇွန်အကြီးအသေးခရင်အကြီးအသေးလို့အဲ့ရင်ဇဝဲတင်ဒါပါပါရှိသည်သို့တော့သူပါလို့တည်းဇွန်ခရင်တွေအတင်းတက်ထားသောပကံများကိုလက်နေနိုင်သည်လက်ညှိုးလက်မဖြစ်မဟုတ်လက်ငါးချောင်းစလုံးနှင့်ဖြစ်သည် တခါနိုင်စားလိုက်တခါလက်တုပ်လိုက်ဤနေရာတွင်ပရမတ္တခါနှစ်ခါလောက်တော့လက်တုပ်ဘဝကိုတုပ်သေးသည်နောက်တော့သူ့ဘောင်းမိကိုတုပ်တော့သည်မညာမတာတုပ်သည်ဟင်သာဟင်းနာ၏လက်ချောင်းရများအတိုင်းဆုံးထင်းကုန်တော့သည်ရင်းကြောင့်မိမိတို့ကသူ့ကိုအကယ်ဒမီကိုညစ်ပတ်ဟုခေါ်ကြသည်သူနှင့်မိမိအတော်တန်ရင်းနှီးလာသောအခါရန်ဖန်တွင်သူ့ဘဝအကြောင်းကိုပြောပြတတ်သည်သူတက်ထဲတွင်နေခဲ့တဲ့ငါအကြောင်းနိုင်ငံသားတွင်နေခဲ့တဲ့ငါအကြောင်းသူနှင့်ရင်းနှီးသောအမျိုးသမီးများအကြောင်း မိမိတို့ဟာခါတင်ဖို့ဖြင့်ငပလီတို့သွားရောက်ခဲ့တဲ့ကတနေ့လေတွင်သူနဲ့မိမိနဲ့နှစ်ယောက်တည်းဘင်္ဂလားဝရဏာတွင် ထိုင်းနေကြတဲ့သူကရုတ်တရက်သူ့ဤညာလက်ကိုစံတန်းပေးလိုက်ပြီကိုနန်းလွယ်ကျွန်တော်လက္ခဏာကြည့်သမ်းပါကျွန်တော်ဘသူမှမပြအောင်ကျွန်တော်စီကိုလက္ခဏာဆရာတွေခဏခဏလာကြတယ်ဒါပေမဲ့ကျွန်တော်ဘဝကိုတူတူဟော့ကင်းထုတ်မှကျွန်တော်မကြိုက်ဘူးထိုချိန်ကမိမိသည်ဇော်မိုးဟိန်ဝိတ္ထုများကိုရေးသားနေခြင်းဖြစ်သည်ဇော်မိုးဟိန်ပထမစာအုပ်အမှားတွင် လက္ခဏာနှင့်ပတ်သက်ပြီးမိမိတော်တော်ကလေးရေးသားထားခဲ့သည့်လက္ခဏာပညာကိုမိမိဝါသနာပါသည်လက္ခဏာပညာနှင့်ပတ်သက်သည့်စာအုပ်စာတမ်းအချို့လည်းဖတ်ဖူးသည်ရေးဖူးသည်သူလည်းမိမိအမှားစာကိုဖတ်ဖူးသည်ဖြင့်အမှတ်မှတ်တင်သူ့လက်ကိုပြခြင်းဖြစ်ပေသည်ဒီမှာမိမိအံ့ဩရသည်သူဤလက်နှစ်ဖက်တွင်လက္ခဏာရေးကြောင်းနှင့်များပြားလာသည်ပြပြင်းထင်ရှားလာသည်အချို့သောအရေးကြောင်းများဆိုရင်တာမန်လက္ခဏာစာအုပ်များတွင်မတွေ့ရှိရဘူးကြည် ထိုချိန်ကသူနဲ့ပတ်သက်ပြီးအပြင်းမှာကောလာဟလတွေဖြစ်နေသည်သူနိုင်ငံခြားသွားမသွားအိမ်အောင်ပြုမပြုထိုအချက်နှစ်ချက်နဲ့ပတ်သက်သည့်အဖြစ်များသူ့လက်ဖဝါပေါ်တွင်ပေါ်လွင်လျက်ရှိပါသည်မိမိ၏တွေးမြင်ချက်ကို သူတယောက်တည်းကိုသာပြောပြပြီးမိမိစိတ်ထဲမှာပင်သိသိထားလိုက်သည် တကယ်တော့သူသည်သူ့ဘဝကို သူ့ဘာသာဖန်တီးမိမဟုတ်ပါလားသူနဲ့မိမိပတ်သက်တီကအချိန်ရသည့်အခါစာကြောင်းပေကြောင်းတောကြောင်းတောင်အကြောင်းပြောဆိုသွားကြရန်သာ အနှစ်120နေကြရအောင်မြည်ဆိုရင်လည်းအနှစ်120အထိပေါ့မိုးဝေမတ်လနဲ့ဧပြီလ1985